ဒုက္ခတကုံပြည်သူအငှားအိမ်ယာတွေငှားရနေထိုင်ခွင့်ရရှိသူကကိုယ်တိုင်နေထိုင်ခြင်းမပြုပဲတဆင့်ငှားရခြင်းလွဲပြောင်းခြင်းများရှိပါကအိမ်ခန်းငှားရခွင့်ကိုရုပ်သိမ်းပြီးဥပဒေနဲ့ညီရေးယူမှဖြစ်ကြောင်းမျိုးပြနဲ့အိမ်ယာဖွံ့ဖြိုးရေးဦးစီးဌာနကထုတ်ပြန်ထားပါသည်။ဒုက္ခတကုံပြည်သူအငှားအိမ်ယာဟာနေရအခက်ခဲရှိသူများကိုငှားနှင့်ငှားရနေထိုင်ခွင့်ပြုထားခြင်းဖြစ်ပါသည်။မတမသူအချို့မှအခန်းနေထိုင်ခွင့်ရမယ်လို့မလုံပေးပြီးငွေတောင်းခံလိမ့်လည်သူများရှိနေတာကြောင့်သတိပြုကြရန်မျိုးပြနဲ့အိမ်ယာဖွံ့ဖြိုးရေးဦးစီးဌာနမှထုတ်ပြန်ထားပါသည်။ ငားရံနေထိုင်ခွင့်ရရှိသူအချို့မှာလည်းကိုယ်တိုင်နေထိုင်ခြင်းမပြုဘဲထက်ဆင့်ငားရံခြင်းလွှဲပြောင်းခြင်းများရှိပါကအိမ်ခံငားရံခွင့်ကိုရုပ်သိမ်းပြီးဥပဒေနဲ့အညီအရေးယူဆောင်ရွက်သွားမှာဖြစ်ကြောင်းပြည်သူများအနေနဲ့အလင်းခံရခြင်းမရှိစေရန်တတိပေးထုတ်ပြန်ထားပါသည်ဒုက္ခတကုံပြီးသူအငားအင်ရာဟာစုစုပေါင်းတိုက်194လုံးပါဝင်ပြီး PC မှုအလိုက်အခန်းများငှားရမ်းခွင့်ပြုလျက်ရှိပါသည် ပထမအဆင့်တိုက်83လုံးဒုတိယအဆင့်တိုက်50လုံးတို့ကိုနေရာချတာပေးခဲ့ပြီးတတိယအဆင့်တိုက်81လုံးရထားခဲ့ပြီးပြည်စည်းမှုအရအစစ်စစ်နေရာချသွားမှာဖြစ်ပါတယ်။တတိယအဆင့်အတွက်တင်ပြလာသောရှောက်သားများအတွက်အချက်အလက်ကညီသူများနဲ့ရခိုင်မဲနိုင်ခွင့်ရရှိပြီးမင်းမပေါ့သူများစုစုပေါင်းသောင်းကျော်ကိုအုပ်စုများခွဲပြီးအုပ်စုအလိုက်မဲနိုင်ခွင့်ရရှိမဲ့တိုက်များကိုကော်မတီမှမဲစနစ်ဖြင့်ရွေးချယ်ခဲ့ကြောင်းသိရပါသည်။ အုပ်စုနဲ့တိုက်များလိုက်ခွဲဝေပြီးပြီးစီးတဲ့တိုက်43လုံးနဲ့စီကံပြည့်၍တိတ်ဆိတ်ထားတဲ့ခန်းများနဲ့အကြောင်းမျိုးမျိုးကြောင့်လစ်လက်အခန်းများကိုမဲစနစ်နဲ့ရွေးချယ်သွားမှာဖြစ်ကြောင်းသိရပါတယ်။မင်းနိုင်ခွင့်ရရှိပြီးဖြစ်ပေမဲ့လေမိမိတို့ရရှိမဲ့တိုက်များမှမပီစီသေးပါကပီစီတဲ့ချိန်တွင်မင်းနိုင်ရင်အတိပေးကြညာသွားမှာဖြစ်သောမျိုးပြနဲ့အင်အားဖွံ့ဖြိုးရေးဥစည်းထနာမှထုတ်ပြန်ထားပါသည်။ဒုက္ခတကုံပြည်သူအငှားအင်အားဟာတကုံမျိုးတည်တောင်ပိုင်းမျိုးနဲ့အမှတ်နဲ့လမ်းမကြီးနဲ့ ရန်ကုန်မြို့ပတ်လမ်းမကြီးလမ်းစုံနီးမှာအကောင့်ထဲပေါ်ဆောင်ရွက်လျက်ရှိပါသည်။အဆိုပါဒုက္ခတကုံပြည်သူအငှားအင်ယာမှဆော်လုပ်ပြီးစီးတဲ့အင်ခမ်းများအားပြည်သူများနိုင်ငံဝန်ထမ်းအငြိမ်းစားများနဲ့လက်ရှိတဝန်ထမ်းဆောင်ဆဲနိုင်ငံဝန်ထမ်းများအားတက်မှတ်ငှားရဲကနှုံထားများနဲ့ငှားရဲနေထိုင်ခွင့်ပြုသွားမှာဖြစ်ကြောင်းဒုက္ခတကုံပြည်သူအငှားအင်ယာအင်ခမ်းနေရာအငှားချထားရေးနဲ့စီကံတည်တည်ကော်မတီကထုတ်ပြန်ထားပါသည်။